ဒီကောင်နေဒီပုံစံတိုင်းဆိုရင်သေတာတော်မှမင်းအဝီစီးမှာဂျိုးကမ်းမဲ့ကောင်နေဘန်ဂါတွေစောက်နေတယ်တဲ့ဟာအဲ့ဒီထဲမှာဘန်ဂါတွေစောက်ပြီးပါလို့မလဲသူတို့တွေဟိုးအားနေပြီးလက်နဲ့ကြီးတွေဘာတွေထုမယ်ဆိုရင်အထဲမှာဆေးချမယ်ဟဲ့လားငါမဖိုးရှူမယ်ရှင်းရှင်းလေးပဲကွာဖျားတဲတာလားဖျားပြဝင်ရဲ့အပြေမှာသူတို့အားနေပြီးဘန်ဂါတွေစောက်ပြီးနေတယ်ပါညာဆိုဒီဘက်ကနေအေးရပြင်တွေ့မလားအေးရနေပြီးတော့တွေ့မလားဘုံကြောင်းနေပြည့်တယ်ဒီမှာဖျားကြောင်းကန်တွေဖြက်စီးနေတယ်ဖျားကြောင်းတွေကိုပြစ်နေတယ်ဟာ

ဘာဖြစ်လို့လဲငေါ့ပြောသွားမှာရေဦးမှာလေအဖတ်တည့်ရတိုင်းပဲရေးမျိုးပေါ့နော်ရေးမျိုးပြင်ကိုခြေလက်အနှဲငယ်တော့မထွက်ရေးရတော့နော်ဘာလို့လဲဘာလို့မထွက်ရေးတာအဖတ်တို့ဟိုအကြမ်းဖက်စစ်တပ်ကြီးပေါ့လွတ်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 နော်ရေးမျိုးနဲ့ခြေလက်အနှဲငယ်ထွက်ရေးသည့်စစ်တပ်မျိုးစုံကိုတိုက်ခိုက်ခံရပြီးနှစ်ဦးသေးလေးဦးပြင်းထန်ထန်ရရရှိတယ်သူတို့တော့ရေးမျိုးရဲ့စိုက်ဖို့အပြင်လေးတော့မထွက်ရဲတော့ဘူးမြို့ထဲမှာပဲနေရတဲ့ဘဝဖြစ်သွားပြီ။အော်အော်တိုဘာလ16ရက်နေ့ည10:00နာရီခွဲခန့်မှာ ရေဦးမြို့မြောက်ပိုင်းမြို့ဝင်ဆိုင်ဘုတ်အနီးမှာတဲ့ကင်းဘုတ်ဝေ့ရန်လာတဲ့ဒီစခနဲ့ပခပေါ့နော်အဓိကစစ်ခွေးနဲ့ပြူခွေးပေါ့ဒါပေါ့ငေါကရှင်းပြဟဲ့အောင်မင်းပြောတဲ့အကြောင်းမျိုးငါသိတယ်စခပခဆိုငါတို့ကသိတယ်စစ်သားနဲ့အပြူပူအောင်အင်အားပေါ့နော်၁၀ဦးခန့်ဟိုတဲ့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်တဲ့အဲ့ဒီမှာဘာဖြစ်သွားလဲဆိုတော့တိုက်ခိုက်ခံရပြီးတော့၂ဦးသေတယ်၄ဦးကဒဏ်ရာရရှိသွားတယ်နော်ဟာနော်အပြင်းလေးတော့ချိန်မချရေးတယ်ဘောက ကြည့်ဦးပါဒီကောင်လေးခြေချရင်မြေခါဝါလိမ့်မယ်ကွာတင်ဖို့သားပြင်းပြီတော့နော်ပြောင်းအငါပြောရမယ့်ဥစ္စာပြောရမယ်ဒီကကြတော့တန်းကလေးတင်ပြချင်တာဘာကြီးဒါကတော့ဝမ်းသာစရာသတင်းလေးပါအေးလို့အဲ့လိုဝမ်းသာစရာစကားပဲငါကြားချင်တယ်အခုမင်းတောက်လျှောက်ပြောနေတဲ့ဥစ္စာမင်းသွားပြီးတက်ချုပ်တော့ငါတို့စိတ်တက်ကြစရာလေးပြောနေတယ်ဝမ်းသာဖို့ကောင်းတယ်ဘာကြီးတောက်ကြီးမြို့နယ်ကခလာရ85မှာစစ်မှုတန်းတသားတစ်ခုနှစ်ဦးက KNLA ထံတွင်အလင်းဝင်လိုက်တယ်။ဒါဝမ်းသာစရာဗောမင်းငါတို့ကသူ့ရမွေးရတတ်တာတော့ဟာဟေးအောင် မဟုတ်ဘူးငါတို့အင်အားဖြည့်ဖို့တည်းတို့ဒီကပေါ်တာနေပေါ်တင်နေဆွဲပြီးငါတို့ခေါ်ထားတဲ့ဥစ္စာလေဟုတ်တယ်ဗျာဟေးအဲ့ဒီဟာတွေကဟိုဘက်ကို KNL တွေကိုအလင်းဝင်လိုက်တာတဲ့အော်တိုဘာလ15ရက်နေ့အာနာသိန်းအကျန်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ85တပ်ရင်းမှာစွန့်မှုရန်သားများဖြစ်ကြသောအသက်20နှစ်နှစ်အရွယ်နာမည်ထည့်မပြောတော့ကြော်စီရတယ်နော်အေးကွာအဲ့ကောင်ဟာနောက်ပြီးတော့အသက်29နှစ်တီဟာနိုင်နဲ့အသက်36နှစ်အောင်မျိုးဦးအသက်20နှစ်စီသူဟိန်အသက်26နှစ်မောင်မောင်မောက် အသက်33နှစ်အရွယ်တန်းနိုင်ဦးနဲ့အသက်24နှစ်အရွယ်ရာဇာထက်စုစုပေါင်းစစ်မှုထမ်းသား9ဦးအလင်းဝင်ဘက်ပြောင်းဘက်ကောင်ဘက်ပြောင်းခိုလုံတယ်လို့သိရှိရတယ်ပါနော်အလင်းဝင်ပြီးတော့ဘက်ပြောင်းခိုလုံသွားတယ်ငါ့ဘမသာဘမလူပြောပါအေးအဆိုပါစစ်မှုထမ်းသား9ဦးမှာတယ်စစ်မှုထမ်းအပတ်စဉ်9နှစ်စစ်မှုထမ်းအပတ်စဉ်10နဲ့စစ်မှုထမ်းအပတ်စဉ်73တို့မှာတင်တန်းသားများဖြစ်ကြပြီးအလင်းဝင်စစ်မှုထမ်းတပ်သားတစ်တန်းနိုင်ဦးနဲ့ရာဇာထက်တို့9ဦးမှာအယောက်စားခံရပြီးပြည်သူ့ စစ်မှုထမ်းဘဝဆိုရောက်ရှိလာသူများဖြစ်ကြောင်းသိရှိရတယ်တဲ့အဲ့ဒါကို KNL ကလည်းအမတန်မပေါ့နော်သူတို့အခုလိုလာရောက်ပူးပေါင်းတဲ့အတွက်ကျေးဇူးတင်တယ်သူတို့လွတ်မြောက်နိုင်မျိုးပို့ပေးမယ့်အစီအစဉ်မှာရှိတယ်ဗျအေးဗောဟိုလူသားချင်းစာနာတာကိုလူစိတ်ရှိတာပေါ့နော်ဘာဟုတ်တာလဲမြို့ရွယ်ပြောနေတာမဟုတ်ပါဘူးမဟုတ်ပါဘူးငါတို့လုတ်ပုံကလုံးဝမဟုတ်ငါတို့လုတ်ပုံကလည်းလုံးဝမဟုတ်ပါဘူးငါတို့လုတ်ပုံဟုတ်ဟုတ်တယ်ဗျဟမ်အေးအေးတယောက်တည်းကိုမင်းရှုပ်ချက်ကနေဟုတ်တယ်တယောက်မဟုတ်တယ်တော့မင်းကွာတော်လိုက်တော်လိုက်တော့ငါ့သတင်းမဲ့ဒီကကြတော့အဖအားတို့ရဲ့ဟိုနော်သွားစပြန်